အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပိုးရိုးအိမ်မှာကြပေးရတုပ်လေးလှူစားဖြစ်တာနဲ့လုံနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်ဒီနီးလေးကလူရတာလွယ်ကူရိုးရှင်းတဲ့နီးလေးမျိုးအိမ်မှာပဲအလွယ်တကူလှူစားလို့ရပါတယ်နော်ကြပေးရတုပ်လေးကြိုက်တယ်ဆိုရင်လိုက်လှူစားကြည့်ကြအောင်နော်အရင်ဆုံးပြုံးမဲ့ကြတားတွေကိုစားကြတားမုံနဲ့ဆနွေးမုံလက်ဖက်ရည်စွန်းတစ်စွန်းစီထည့်ပါမယ်။ကြတားကတော့40ဒါလောက်ရှိပါတယ်ရှင်။ ပိုးကတော့အသားသီးသန့်နဲ့အမြင့်လေးတွေပဲစားချင်တာမို့လို့အဲ့နှမျိုးနဲ့ပဲချက်ထားပါတယ်ရှင်။နှဲ့အောင်နေပြီပြီဆိုရင်တော့အရသာဝင်အောင်လို့နိုင်ဝက်လောက်နှက်ထားလိုက်မယ်နော်။နိုင်ဝက်လောက်နှက်ပြီပြီဆိုရင်တော့ကြက်သားစပြုတ်ကြမယ်နော်။ကြက်သားကိုပြုတ်မဲ့ဦးရဲထိတ်လိုက်ပါမယ်ရှင်။ရေကိုတော့ကြက်သားမြုပ်ရုံလေးပဲထည့်လိုက်မယ်နော်။ ပြီးရင်တော့အဖုံးလေးအုပ်ပြီးကြက်သားကြက်တဲ့အထိတိတ်ထားလိုက်ပါမယ်ရှင်။ကြက်သားပြုတ်နေရင်လည်းအမြုပ်လေးတွေရှိရင်လည်းခတ်ထုတ်ပြစ်လိုက်မယ်နော်။ကြက်သားကို55မိနစ်လောက်ပြုတ်ထားလိုက်ပါမယ်။ကြက်သားပြုတ်ထားတဲ့အချိန်မှာလိုအပ်တာလေးတွေပြင်ကြမယ်နော်။ပဲအစိမ့်မုံကိုပိုးရဓာလေးတုံးထားပါရရှင်။ခွက်တစ်ခုထဲမှာထမင်းစားစုံနှစ်စုံစာလောက်ထည့်လိုက်ပါမယ်ရှင်။ ပြီးရင်တော့ရေးထည့်ပြီးပြောအောင်ဖြောထားလိုက်မယ်နော်စီတဲ့ဘောအတွက်ကျတုန်ီတလုံးနဲ့ကျတုန်ဖြူ၅မလောက်ပဲလိုအပ်ပါတယ်ရှင်။ကျတုန်ဖြူနဲ့ကျတုန်ီကိုနုနုဆင်းထားလိုက်ပါမယ်။ဒါကတော့အတုတ်ထဲထည့်ဖို့အတွက်လိုအပ်တဲ့ပအဝင်ပစ္စည်းလေးတွေပါ။ဂေါ်ဘီ၊ရှောက်ရွက် တမယာသည်ငယုံကြီးစိတ်နဲ့ပူစီနန်းတို့လိုအပ်ပါရဲ့ရှင်။ဂေါ်ဘီလေးတွေကိုပပလေးတွေလှီထားလိုက်ပါမယ်။ရှောက်ရက်ကိုလည်းပပလေးတွေဖြင်းအောင်လှီထားလိုက်ပါမယ်။အတုံထဲမှာရှောက်ရက်ထည့်တာကအနက်မွမွေလေးနဲ့စားကျင်စိတ်ကိုပူဖြစ်စေပါရဲ့ရှင်။ဆက်ဆက်လေးစားဖို့အတွက်ငယုံကြီးစိတ်လေးတွေလည်းလှီထားလိုက်ပါမယ်။တမယာရဲ့ညှက်စားဖို့အတွက်တမယာဒီလေးတွေလည်းစိတ်ထားလိုက်မယ်နော်။အတုံထဲထည့်ဖို့အတွက်ပူစီနန်းလေးတွေကိုလည်းချွေထားလိုက်ပါမယ်ရှင်။ ကဲဒါဆိုရင်တော့လိုအပ်တာလေးတွေလည်းအစင်းင်းဖြစ်ပါပြီရှင်အခုဆိုရင်ကြက်သားပြုတ်ထားတာလေးလည်းနူးနေပါပြီနော်။အသားရောအမြစ်ကောနူးနေပြီဆိုတော့ဆဲထုတ်ထားလိုက်ပါမယ်ရှင်။ပြီးရင်တော့ခဏလောက်အေးအေးခံထားလိုက်ပါမယ်။ကဲကြက်သားပဲရီလေးစချက်ကြမယ်နော်။အိုးရဲကိုစီနှဲငယ်ထည့်ပြီးတော့နုနုဆင်းထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုထည့်ပါမယ်။ စနွေးမုံလေးအနေငယ်လေးထိတ်လိုက်ပါမယ်ရှင်။မဆလာကိုလက်ဖက်ရည်စုံနဲ့တစုံထည့်ပါမယ်။စီးသက်ထားတာအနက်လေးမွေးလာပြီဆိုရင်တော့ကြက်ပြုတ်ရည်လေးစထည့်လို့ရပါပြီ။အရင်ကြီးကြီးလေးရအောင်လို့ထည့်တဲ့နေရာမှာစကားလေးနဲ့စစ်ထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ပုပ်ပွဲစုအောင်ပြန်နေထားလိုက်ပါမယ်နော်။ဟီးရီလေးပွပွဲဆူလာပြီဆိုရင်ခုနကပဲစိမ့်မှုရေဖြော်ထားတာလေးကိုထည့်ပါမယ် အခဲလေးတွေမပါအောင်လို့စကားလေးနဲ့ပဲစစ်ထားလိုက်ပါတယ်။ပြီးရင်တော့ပဲမှုလေးတွေပြန်မခဲသွားအောင်လို့စက်တိုက်မှွေထားပေးလိုက်ပါမယ်ရှင်။ဟင်းရီကိုပဲစိမ့်နဲ့ပြောက်တဲ့အထိဆက်တည်ထားလိုက်ပါမယ်။အရသာအပေါငယ်လေးမြည်ပြီးတော့ပို့တယ်ဆိုရင်စားလေးနဲ့ငယ်ထထည့်လို့ရပါတယ်ရှင်။ပဲဟင်းရီလေးလည်းရပြီဆိုတော့စက်သားတုပ်ဖို့အတွက်စက်သားလေးတွေကိုလှိထားလိုက်ပါမယ်။ ြီးရင်တော့သုံးမဲ့ပကံလေးကိုထည့်လိုက်ပါမယ်ရှင်။ကြက်ရိုးလေးတွေကြက်ရည်ကူလေးတွေထည့်သွင်းရင်လည်းဆက်လို့ကောင်းတယ်နော်။ပြီးရင်တော့ပြင်ထားတဲ့ခေါပီ၊ရှောက်ရွက်၊ပူစီနဲ့ငြုတ်သီးစိမ်ငြုတ်သီးချက်မုံထည့်လိုက်ပါမယ်ရှင်။အလုံးထည့်ပြီးပြီဆိုရင်ပဲဟင်းရည်လေးဆန်းလိုက်ပါမယ်ရှင် ချင်းချင်းဆက်ဆက်လေးစားမှာဆိုတော့တံမြာလေးလေးပါညှစ်ထည့်လိုက်ပါမယ်။အခုဆိုရင်ချင်းချင်းဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းတဲ့ကြပိတ်အုပ်လေးရပါပြီရှင်။အိမ်မှာကိုယ်တိုင်လှုပ်စားတာဆိုတော့ကိုယ်စီကြိုက်ထည့်ပြီးတဝါကြီးစားလို့ရတာပေါ့နော်။အမြင်လေးနဲ့တင်စားချင်စရာလေးမို့လို့စက်သားသုံးကြိုက်တယ်ဆိုရင်ဒီလိုလေးလိုက်လို့စားကြည့်ကြအောင်နော်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် ခုလိုမျိုးဟင်းချက်နီလေးတွေရောမိုးလုံနီလေးတွေပါအမြဲတမ်းမေးတာမှဖြစ်လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်